စကိုင်းတိုင်းကက်ဘလူးမြို့နယ်ဇီးကုန်းမြို့မှာကင်းလဲထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအနီးကပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ကက်ဘလူးကောင်တာ Revolution Army KBUCREC ကသိရပါဗျ။ဇွန်လ30ရက်မနက်6:15မိနစ်မှာဇီးကုန်းမြို့ရဲ့အရှိတ်မီတာ1200ခန့်အကွာမှာစစ်အင်အား30ခန့်နဲ့ပြုလုပ်ထားတဲ့မူးဆုံဂိတ်စခန်းကနေမြို့ပေါ်ကိုကင်းလဲဖို့စိုက်ကင်းနဲ့ထွက်ခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကမ်ဘလူကောင်တာ Revolution Army KBUCRE မှတာဝန်ရှိသူကပြောပါရယ်။ဆိုင်ငယ်3စီ6စီကိုအနီးကပ်တည်ပစ်ခဲ့တာနေရာမှန်၄ဦးကတော့တန်းတည်သွားတယ်။လက်နက်ကောက်ယူဖို့အသွားကိုစစ်ကူရောက်လာလို့နောက်ပြန်ဆုတ်ခဲ့ရတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နဲ့26ရက်နေ့တွေမှာအဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဇီးကုံမျိုးနယ်ကက်လျက်ရှိတဲ့တပြောတာဘိုးကုံကျောင်းကုံစတဲ့ကြီးရွာတွေကိုဝင်ရောက်ပြီးနေအချို့နဲ့အမျိုးသား၁၁ဦးကိုဖမ်းဆီးပြီးတပ်ဖြတ်ခဲ့တာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်။အမျိုးသမီး၅ဦးကိုလည်း စေးတို့ပြီးမတင်းပြူချင်းကြတယ်။ရွှေငွေဆိုင်ငယ်ဖုံးတွေကိုလည်းလူယူကြတယ်။အဲဒါကြောင့်ကျွန်တော်တို့ကပြန်လည်တိုက်ခိုက်ခဲ့တာ။အထက်ပါတိုက်ခိုက်မှုမှာဒံယာရရှိတဲ့စစ်ကောင်စီတပ်သား2ဦးကိုတော့ MEC တကြားစစ်ရုံရှိစခန်းကိုကားနဲ့အရေးပေါ်တင်ဆောင်ခဲ့ပြီးနောက်စခန်းနဲ့ကီလိုမီတာ30အကွာမှာရှိတဲ့6006အမြောက်တရင်ရှိစေးရုံကိုပို့ဆောင်ခဲ့တယ်လို့အထက်ပါတာဝန်ရှိသူကဆိုပါတယ်။ဇီးကုန်းမျိုးရေစကန်၊မူးစုံကင်စကန်၊ MEC တကြားဆက်ရုံစကန်နဲ့ခမရ361တရင်တွေကနေ ရေပြင်ကရောလက်နက်ကြီးတွေနဲ့ပါပြစ်ခတ်မှုဖြစ်တဲ့နေရာကိုပြစ်ကူတက်ကူပေးခဲ့ပေမဲ့တော်လန်ကြီးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပြန်ဆုံနိုင်ခဲ့တယ်လို့သူကဆိုပါတယ်။ဒီတိုက်ခိုက်မှုကိုကမ်ဘလူးမျိုးနဲ့ထန်းကုန်းတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံကိုငယ်လေးဦးဆောင်တဲ့ကမ်ဘလူးကောင်တာ Revolution Army KBUCR ကမ်ဘလူးထောကြီးပကဖကမ်ဘလူး TPD လျှက်ပြေးပကဖ ကမ်းလူတောသားပါကဖားတို့ပူးပေါင်းလုံဆောင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နဲ့26ရက်နေ့ဒီမှာအဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာဇီးကုံမျိုးနဲ့ကက်လျက်ရှိတဲ့တပြောသားခိုကုံကြောင်ကုံစရကြီးရွာတွေကိုဝင်ရောက်ပြီးနေအချို့နဲ့အမျိုးသား12ဦးကိုဖမ်းဆီးပြီးတပ်ဖြတ်ခဲ့တာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။